အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီရစီယာမင်းပိုင်ဆိုးဖြစ်ပါတယ်အဲကျွန်တော်အခုတခါမှာတော့ကျွန်တော်မိတ်ဆွေတလင်းလာသားသမီးအားလုံးအတွက်ဆယ်နှစ်ငါးလ2025ကနေ16ရက်ငါးလ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောကိန်းကိုကဏ္ဍတစ်ခုချင်းစီတိုင်းကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတလင်းလာသားသမီးတွေပေါ့လေအဲဒီတပတ်ကာလမှာဘလို့ကံရလေးတွေကြုံတွေ့ရတတ်လဲဆိုလို့ရှိရင်အဝါဒနာပါတဲ့သူတွေဆိုရင်မို့လေထီကန်လေးစမ်းသင့်ပါတယ်ဗျာနော်စတောင်းလေးထီထွက်မှာဆိုတော့ အဲထိုင်းစီတွေပါတယ်ထိုးမှဆိုရင်ထိုးလို့ရပါတယ်ဗျာနော်ရှစ်ပုံရှစ်ကန်ကြီးမားတဲ့သူတွေဆိုရင်ထီတွေပါတယ်ပေါက်တာဖြစ်တတ်တဲ့ဂိမ်းရှိတော့စမ်းမဲ့ဆိုရင်အကောင်းဆုံးသောကာလတွေမှာပါတဲ့အတွက်အထုပြအောင်ထိုးပါအဲ့တော့ထီထိုးမဲ့ဆိုတော့ကိုအားဆိုင်အားဆိုင်အားထိုးကြပါလေသို့တော့ကျွန်တော်သဘောရအကျိုးပေးတဲ့ကဏ္ဍလေးတွေအနေနဲ့ဆိုရင်ဒီကာလမှာအဖူးအခွားလေးတွေကတင်းလာတာသမီးတွေတော့ပို့ပြီးအကျိုးပေးတာတွေ့ရတယ်ဥပမာဟိုနှစ်အဘူးလေးတွေပေါ့လေထိတ်စီနှစ်နှလုံးဘူးတဲ့ကဏ္ဍမျိုးလေးတွေရွေးထိုးရင်ပို့ပြီးတော့ကောင်းမယ်လို့အကြံပေးပြရတယ်နော် အလောက်ကနေပတ်သက်လို့ရှိရင်တော့ဒီကလာမှာတင်းလာသားသမီးတွေပေါ့လေလက်ရှိနေတဲ့အိမ်ဖြစ်စေလက်ရှိလုပ်တဲ့အလုပ်ဖြစ်စေရံမကင်းတာမျိုးလေးတွေတော့သွားတွေ့ရတယ်ဗျာနော်အစင်မပြေဘူးရလို့တော့မဟုတ်ဘူးဒါပေမဲ့ရံအနှောက်အယှက်လေးတွေရှိတယ်တခါတလေမှာဘာအကြောင်းအကြောင်းမှမဟုတ်ဘဲနဲ့လက်ရှိလုပ်တဲ့အလုပ်ကဖြစ်စေလက်ရှိနေတဲ့နေရာဖြစ်စေမနေခြင်းမနဲ့တက်တရရအောင်ပြောင်းရင်ရွှေ့ရင်ထွက်ရင်သွားရင်တဲ့စိတ်တွေအလိုလိုပေါ်ပေါက်တတ်တယ်နည်းနည်းလေးပြောမယ်ဆိုတော့စိတ်လွတ်နေသလိုနည်းနည်းပေါ်ပေါက်ဖြစ်တတ်တယ်သတိထားပဲနော်ဘာမှမဟုတ်ဘဲနဲ့လေး ဲ့လိုမျိုးတစ်ခုခုကိုထွက်သွားခြင်းနဲ့စိတ်တွေပေါ်လာတတ်တယ်အဲ့တော့ကိုယ်စိတ်ကိုတော့ကိုထိမ့်မိပါနော်ဆိုတော့အလုပ်လုပ်တဲ့အခါမှာအထူးသဖြင့်ဝန်ထမ်းနေတာဖြစ်ခဲ့မယ်ဆိုရင်ဒီကာလမှာအပြင်ကလာတဲ့အပြင်ရန်လို့ခေါ်တာဗောလေဆိုတော့စစ်မရေးရတွေအနိုင်ငံရေးအနေထားတွေကြောင့်အစင်မပြေမှုတွေခက်ခဲမှုတွေပြင်ပဆင်းရဲမှုတွေကြုံတွေ့ရတတ်တယ်သတိထားပေးဖို့အကြံပေးခြင်းနဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကနေတဲ့သူတွေဆိုလို့ရှိရင်ဒီကာလမှာတဘာဝဘေးအန္တရာယ်တွေအပါဝင်ဗောလေ အဲဒါမျိုးတွေကိုအကြောင်းပြုပြီးတော့ကိုယ့်ရဲ့လုပ်ငန်းဆိုင်စောင့်တာလေးတွေရက်ဆိုင်သွားတာမျိုးတွေဖြစ်တတ်တယ်သတိထားပေးစေချင်တယ်နော်အကောင်းဆုံးတော့ဒီကရမှာအလုပ်လုပ်တဲ့အခါပေါ့အထက်လေးလုပ်ငန်းလုပ်ကနေတဲ့သူတွေကတခြားသူတွေထပ်ပို့ပြီးအဆင်ပြေတယ်ကနော်ပြီးတော့ပြပအဲနိုင်ငံနဲ့ဆက်တော်ပြီးလုပ်တဲ့ကိစ္စလေးတွေပို့ပြီးတော့အဆင်ပြေတာတွေ့ရတယ်လုပ်ဖြစ်အောင်လည်းလုပ်ပေးစေချင်တယ်ကနော်ပြီးတော့ပြပပေါ့လေအေဂျင့်တွေဘာတွေပေါ့နိုင်ငံအေဂျင့်တွေဟာလူတွေဘာတွေပို့တာမျိုးပေါ့အဲဒီကရမှာလုပ်မယ်ဆိုလို့ရှိရင်တော့ပြန်ပြီးလုပ်လို့ရတဲ့အနေအထားမျိုးလေးတွေကြုံရတယ်မယ် ပြန်လဲစတင်မှာရက်ဆိုင်လာတဲ့ကိစ္စလေးတွေပြန်ပြီးရှေ့လိုလိုလိုအကောင်းဆုံးအနေထားလေးတွေပေါ်လာပါလိမ့်မယ်ဗျာနော်ပြီးတော့တနေ့ကတာသမီတွေကမှဒီကာလမှာပေါ့လေပြိပထွက်ပြီးအလုပ်လုပ်ဖို့ကြိုးစားတဲ့သူတွေဆိုရင်တွားလို့ကောင်းတဲ့ကာလဖြစ်တယ်ဒါပေမဲ့လို့အေးအေးချမ်းချမ်းတွားရလားမေးရင်အနောက်ရှက်အထိုက်ခိုက်လေးတွေဟိုခက်ခဲမှုလေးတွေပေါ့လေစစ်စစ်စသည်အားဖြင့်အဲ့ဂျားလေးတွေမှာကြုံပြီးတော့မှရောက်သွားတယ်တွားတယ်ဆိုတဲ့အနေထားဆိုတော့လေဝရိယအားလေးတော့နည်းနည်းလေးထည့်ပြီးကြိုးစားပေးတခုခုကြုံရတဲ့အချိန်စိတ်ထဲမှာကြပါနဲ့နော်အရှိမဘာနိုင်ရှိတယ်ဆိုတော့လေးသိစေချင်ပါတယ်ဗျာနော် ငွေကြေးနဲ့ပတ်သက်လို့ရှိရင်တော့တလင်းအားသားသမီးတွေဒီကာလမှာငွေကြေးကံအမရန်ကောင်းတယ်ပေါ့အထူးသဖြင့်မိဘတွေပါတယ်ဆိုလို့ရှိရင်ဒီကာလမှာကိုယ့်ရဲ့သားသမီးတွေရဲ့ပြန်ပြီးပြုစုလုပ်ကျွေးမှုတွေပေါ့လေအဲအဲ့ဒါကိုအကြောင်းပြုပြီးတော့ငွေကြေးလေးတွေပြန်လဲရရှိတဲ့ကိန်းထဲမှာသွားမြင်တယ်ပေါ့လေဆိုတော့ဒါအပြင်ဒီကာလမှာဆုံညွှန်ထားတဲ့ငွေတွေပြန်ပြီးတော့ရရှိတဲ့မြုပ်နေတာတွေပြန်ပေါ်လာတဲ့ကိန်းထဲမှာပါတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့ဘာမှအဆင်မပြေဘူးねဒီတစ်ပတ်ကာလဒီတလင်းအားသားသမီးတွေအတွက်ကံအကောင်းဆုံးသောကာလထဲမှာပါတယ်အဲ့ဒါလေးသိသိချင်းတယ် အဲတခုရှိတာကဒီကလာမှာကျမ်းမာရင်နဲ့ပတ်သက်လို့ရှိရင်တနင်္လာသားသမီးတွေစေုံစေကံသွားရတဲ့ဂိမ်းတွေမှာပါတယ်သတိထားပြီးအသက်အန္တရာယ်ကိုစိတ်ပူစရာမရှိဘူးဆိုတော့လည်းပဲအဲကျမ်းမာရေးအားဖြစ်ပေါ့လေဥပမာလက်တွေနာတာကြိုက်တာကျိုးတာလေးတွေဖြစ်တဲ့သတိထားမယ်ပြီးတော့ဒီကလုံးမှာလေနဲ့ပတ်သက်တဲ့ယောဂတွေရှောက်သွားတဲ့အသက်ရွယ်ကြီးနေတဲ့သူတွေဆိုရင်လေတွေပါတွေဖြစ်တာလေတစုပ်ဖြစ်တာလေထုတ်လျောက်မချာခဏဖြစ်တာဒါရီအစားဖြစ်တော့သတိထားပြီးလေနဲ့ပတ်သက်တဲ့အစားအစာလေးတွေမစားရင်ပို့ပြီးတော့ကောင်းမယ်လို့အကြံပေးခြင်းလေဗျာနော် စေုံစင်ကံပြလို့တခုခုဆိုရင်အညာခိုက်တွေဂျုံကရင်တိုင်းလာသားသမီးဆရာဝန်နဲ့ပဲပြပါဒါဆိုရင်တော့အနာနဲ့စင်းနဲ့တို့ပြီးတော့အများဆုံးတက်တာပျောက်ကင်းပါလိမ့်မယ်ဗျာနော်အဒီကတော့မှာတခုခုဆိုလို့ရှိရင်လေကိုကြောင့်မဟုတ်ပဲနဲ့အောက်လငယ်သားတွေကိုအကြောင်းပြုပြီးတော့စိတ်ညစ်စိတ်တော်ကလေးတွေပြင်းပြင်းထန်ထန်ရောက်တတ်တယ်အိမ်မှာဆိုလဲကိုရဲ့သားသမီးကဆုံဆုံမမှုလေးတွေနားမထောင်တာမျိုးလေးတွေစန့်ကျင်တော်လာတာကိုစီကထွက်သွားတာလေးဖြစ်တတ်တယ်တချို့ကအဲ့လိုတော့မဖြစ်ဘူးဒါပေမဲ့လို့အရက်ဝေရောက်နေတဲ့သားသမီးလေးတွေကိုအကြောင်းပြုပြီးတော့စိတ်တော်ကရောက်တာခက်ခဲမှုလေးတွေကြုံရတာဖြစ်တတ်တယ်သတိထားပဲ ဆက်စပ်ပြီးမှကျွန်တော်တချို့ငရရတဲ့အင်တော်ရှင်အမျိုးသမီးလေးတွေဆိုရင်ဒီကာလမှာတာသမီးယရနာလေးတွေရတတ်တဲ့ကိန်းတွေမှာရှိတယ်နော်အဲ့ဒီမှာတချို့ကံလေးတွေမတူတော့လေတချို့ကကျတော့အော်တာသမီးရဲ့ကျမ်းမာရေးလေးနည်းနည်းစိတ်ကူစရာအနေထားလေးတွားဖြစ်ပြီးတော့ကိုပါကျမ်းမာရေးအညံ့လေးတွေဖြစ်သွားတာမျိုးလေးတွေဖြစ်တော့လုံးဝတော့မပေါ်ဆက်ပါနဲ့နော်ဒါကျွန်တော်စကားလောက်အောင်ပြောရတာဖြစ်တယ်နားလည်ပါပါဗျာနော်အဲ့တော့သတိလေးထားပေးပါမြတ်တာရည်နဲ့ပတ်သက်ရင်တော့တနင်္လာသားသမီးတွေဒီကာလမှာလူချစ်လူခင်အမရံပေါ်တဲ့ကာလလို့ ခေါ်ရပြန်နော်စမ်းပွင့်တယ် ချစ်တဲ့ခင်တဲ့သူလေးတွေဝိုင်းဝိုင်းလဲတဲ့ဂိမ်းလို့ခေါ်တယ်ဗျာနော်အဲသို့တော့လက်ရှိချစ်သူရှိနေတဲ့တိုးတိုးတန်းတန်းလေးတွေမှာကြာတော့လေနှမျိုးဖြစ်တတ်တယ်တချို့ကကြာတော့အိမ်တော်တွေဘာတွေရုပ်ထည့်ကြတာမျိုးလေးတွေဖြစ်တတ်တယ်ဒါပေမဲ့ဒီကားလောက်မှာကြာတဲ့အိမ်တော်ကကြာတော့လေအဲနှစ်ဖက်မိသားစုစုံကြီးမင်္ဂလာဖိတ်စာဝပြီးကြားတဲ့အိမ်တော်ကြီးဆိုတော့ဆိုင်အချင်းအောင်လုပ်လိုက်ရတာနားလည်မှုနဲ့အတူတူနေလိုက်ရတာနှစ်ဦးသွားလို့လက်မထိုးပြီးတော့ကြားလိုက်ရတဲ့အိမ်တော်ကြီးကပို့ပြီးများတတ်တဲ့သဘာဝရှိတယ်ဗျာနော်ဆိုတော့ဂရုတော့ဆိုက်ပြီးပေါ့ဘာမှကျွန်တော်လဲဆိုတော့ အမျိုးသမီးလေးတွေဆိုရင်ကိုယ့်ရဲ့ချစ်သူအိမ်တော်ဘက်ကတတိယတယောက်ပေါ်တက်တယ်ဆိုတော့ဂိမ်းမျိုးလေးတွေရှိတော့လေသတိတော်ထားပေးပါအထူးသဖြင့်တနင်္ဂနွေတောက်ကြတာသမီးကိုအကြောင်းပြုပြီးတော့ဆင်ညင်စစ်တော်ကလေးတွေရောက်တက်တယ်ချစ်သူအိမ်တော်ဘက်ကအဲ့နေတာသမီးတွေဆိုရင်ပို့ဆိုးတက်တယ်ပြီးတော့ဒီကလာမှလေးဟိုဟာအိမ်တော်ကြီးဆိုလို့ရှိရင်အိမ်တော်တွေဆိုရင်မျက်နှာစာရင်းတာနဲ့ယံပဋိပက္ခလေးတွေဖြစ်တက်တယ်သတိထားပေးနော်ပြီးတော့ကိုယ့်ရဲ့စိတ်တွေကနည်းနည်းလေးပုံမှန်မဟုတ်ဘူးနဲ့လေတခုခုဆိုရင်ပောက်ကွဲနေတာစိတ်တွေရှုပ်ထွေးနေတာမျိုးလေးတွေဖြစ်တတ်တယ်ဗျာနော်အဲ့ဒါကျမကြီးလေးနည်းနည်းလေးခရူးဆိုင်ပြီးဘာသာရေးလေးဖိလုပ်ပေး ငွေချင်းနဲ့ပတ်သက်ရင်တော့စိတ်ပူစရာမလိုဘူးဗျာနော်ပြီးတော့ဒီကလာမှာလူမျိုးသားဘာသာကြောင့်ကဗျာအဲ့လူတွေနဲ့ပူပေါင်းပြီးလုပ်တဲ့ကိစ္စတွေကပို့ပြီးအောင်မြင်တယ်သူတို့ရဲ့အကူအညီထောက်ပံ့မှုအေကံမှုချရပါလိမ့်မယ်ဗျာနော်ပညာရေးနဲ့ပတ်သက်ပြီးဆိုလို့ရှိရင်လည်းဒီကလာမှာဆောင်ဝဲဖြစ်ဖြစ်တဲ့ဆောင်ဝဲအောင်တယ်ဗျာနော်အဲအဲ့ဒါအပြင် interview ဘာတွေရှောင်းအောင်ပို့ကောင်းတာပေါ့လေနော်ဆိုတော့ဒီတစ်ပတ်ကကလာကခြုံပြောမယ်ဆိုရင်တနင်္လာတာသမီတွေအတွက်လက်ညှိုးညွှန်းရာရဖြစ်တဲ့ကာလလို့ပဲပြောရမယ်ဗျာနော်မေလ12ရက်13ရက်14ရက်15ရက်16ရက်18ရက် အဲ့ရက်တွေတောက်လျှောက်အမရန်ကန်ကောင်းတယ်ဗျထူးထူးခြားခြားငွေဝင်လိုက်မယ်ပုံမှန်ဝင်နေကြလမ်းကြောင်းမဟုတ်ဘဲနဲ့ထူးထူးခြားခြားမထင်မှတ်တဲ့လမ်းကြောင်းကနေအခွင့်အရေးတွေရမယ်ငွေဝင်တတ်တယ်ဆိုတဲ့ကိစ္စမျိုးတွေမှာသွားမြင်တယ်နော်ပြီးတော့အပြိုင်ဆိုင်မှန်တယ်ဗျကိုကကြော်သွားပြီးတော့အနိုင်ရတယ်အမွေနဲ့ရတာမျိုးလေးတွေထီစုပေါတာမျိုးလေးတွေတံမိုးရှိတဲ့အကြောင်းမြရတနာတွေပါရီအစဝင်လာတာပေါ့လေကောင်းပါတယ်ဒါပေမဲ့ဒီကလာမှာကိုယ့်ရဲ့အိမ်ကိုတခြားမိသားစုဆွေမျိုးညီကိုမတော်မဖြစ်စေတခြားတရားရောက်ဖြစ်စေပေါ့လေ ညာညက်လေးလာတဲခုလာလေးတွေကမသိတော့ဘူးအဲ့လိုဖြစ်ခဲ့ရင်ကိုယ်စီဝင်လာမဲ့အရာဝတ္ထုလေးတွေမဝင်တော့ဘဲနဲ့လက်တိတ်သွားတာမျိုးလေးတွေဖြစ်တတ်တယ်သတိထားစေခြင်းနဲ့မေလာ18ရက်အဲ့ရက်တရက်ကတော့အညံ့လေးတွေရှိတယ်တခုခုကိုပြက်ပြက်သားသားဆုံးမစက်မချနိုင်ဘဲနဲ့နှခွားတွေဖြစ်တတ်တယ်ဗျာနော်ဟိုစိတ်ကဒွိဟတွေဖြစ်တယ်နှခွားတွေဖြစ်တယ်တွေ့ဝင်နေတဲ့အချိန်ကြီးကုံဝါတာလေးတွေဖြစ်တတ်တယ်သတိထားပါဗျာနော်ပြီးတော့သွားလာလှုပ်ရှားတဲ့အခါသတိထားကပိုင်းလိုက်တာတို့တကုတ်ခိုးဟန်နဲ့အန်ဒီယဲတို့ဒါမျိုးလေးတွေကြုံရတော့တော့လေသတိထားပြီးစေခြင်းနဲ့ ကျမရဲ့ညံ့ရင်ဘိုင်းနဲ့ပတ်သက်ပြီးဖြစ်တဲ့အခါနည်းနည်းပြင်းထန်တဲ့သူတွေဆိုရင်ခွဲရဆဲရတာမျိုးတွေတရားစားဖြစ်တဲ့တော့ကျမကြီးလည်းဂယုဆိုင်ပါလို့အကြံပေးခြင်းနဲ့ဒုက္ခပေးခဲ့ရင်တော့လူရင်းလူုံပဲကိုယ်ဒုက္ခပေးလိမ့်မယ်နော်အဲ့တော့ဒီတစ်ပတ်ကာလမှာကံတရားရဲ့ထောက်ပံ့မှုတွေဒီအပြေအဝရအောင်အပြာရောင်အဝါရောင်အနီရောင်ကြက်သွေးရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးပါဒါအပြင်မေမြတ်ဝမ်းရောင်စုံကံမာပန်းရောင်စုံဂျယ်ဂွန်ပန်းတစ္ဆက်ပန်းတပြေပန်းတို့ကို မိမိတို့ယုံကြည်ကိုယ်ဝတ်တဲ့ဖခင်မှာဖခင်ပန်ကတာပဲဖြစ်ဖြစ်နေအဲ့ကနေမှာအလဘောင်ထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလို့တုံဆွဲပေးပါအဲ့တော့ဒီဘက်ကကလာမှာကောင်းတဲ့ကံလေးတွေအများကြီးရှိသလိုအနှဲငယ်သောအညာခိုက်လေးတွေကတော့ရှိတာပေါ့လေရှိတော့ဒီအညာလေးတွေกินပြီးတော့ကောင်းတဲ့ကံလေးတွေပိုကောင်းဖို့အတွက်ပေါ့ရရရချီရမယ်အဲ့တော့ရရရအနေနဲ့မလုပ်ကြမလဲဆိုတော့ငကယုံဖခင်မှာဒကုံလုံးကိုလုံးလူပြအောင်လူတန်းပေးပါဗျာနော် ထိပေါက်ဖို့တွေလည်းဆူတောင်းပေါ့လေအဲထီစုကြီးတွေလည်းပေါက်လာတဲ့တဲ့ဂိမ်းတွေမှာသွားပါတယ်နိုင်ငံရေးဆိုင်ရာပတ်သက်တဲ့ကိစ္စတွေအမှန်တမ်းအဆင်ပြေလာပါလိမ့်မယ်ဗျာနော်ဒါအပြင်လက်လာပါလေးတွေပို့နှံပြီးတော့ငွေကြေးစီးပွားလေးတွေပို့တော့အောင်ခလေးငယ်လေးတွေကိုဒဏ်ရင်လေးတွေဒါနပြုကျွေးမွေးလူတန်းပေးလိုက်ပါဗျာနော်အဲ့လိုလှုပ်ပေးခြင်းအားဖြင့်ပိတ်နေတဲ့လက်လာပါလေးတွေပါပွင့်ပြီးတော့အဆဆအရာရာအဆင်ပြေလာပါလိမ့်မယ်တနင်္လာအသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်